Miss Cosmo 2024 Indonesia အလှမယ်နဲ့ရှင်းတဲ့အချိန်မှာတော့ပိုတောက်ပါနေတာကြောင့်ချစ်ချွခံနေရတဲ့မြင့်မြတ်မုံအားလုံးပဲမင်္ဂလာပါဗမစ်နောင်ကနေချွတ်ဆိုလိုက်ပါတယ်မြင့်မြတ်မုံကို Miss Grand Myanmar 2024ပြိုင်ပွဲမှာကတည်းကဝင်းနာဆူတီခံမှန်းသူအများပြားရှိခဲ့တာပါ ဒါပေမဲ့တဲဆုံငင်းကိုသာအရပေးလိုက်တာဖြစ်တဲ့အတွက်မြင့်မြတ်မောက first runner သာရရှိခဲ့တာပေါ့ဒီနှစ်မှာတော့မြင့်မြတ်မောကိုထွန်းအွန်လွင်က Miss Cosmo 2024ကိုတော့ရှင်ပြိုင်ဖို့မြန်မာနိုင်ငံကိုစားပြုတ်အနေနဲ့ရွေးချယ်ထားခဲ့ပါတယ်ထွန်းအွန်လွင်ကမြင့်မြတ်မောကို Miss Cosmo ရဲ့တရဖူကိုအရယူပေးနိုင်မယ်ဆိုပြီးယုံကြည်ထားပါဒါအပြင်မြင့်မြတ်မောအတွက်လည်းတရဖူအပ်တဲ့ပွဲကိုကြီးကျယ်သမျှကြီးကျယ်အောင်ကျင်းပပေးခဲ့တာပါ ပွဲစီအောင်လဲ Miss Cosmo ရဲ့ဘက်ကန်ရှင်နဲ့ Miss Cosmo 2024အလှမ်းတွေတော့ကမြန်မာနိုင်ငံကိုဖိတ်ကပွဲတက်ခံခဲ့ပါတယ်။ဇွန်လ10ရက်နေ့မှာတော့အလှမ်းတွေပိုင်ရှင်ကမြန်မာနိုင်ငံကိုရောက်လာခဲ့ပါတယ်။ဒါကြောင့်မို့မြင့်မြတ်မို့ကိုယ်တိုင်လေးစိတ်မှသွားကြိုခဲ့တာပါ။ ဇွန်လ17ရက်နေ့ပွဲချင်းပတဲ့အချိန်မှာမြင်းမြမိုးကို Miss Cosmo 2024အလှမယ်ကိုရိုင်းကပထဖူဆောင်ပေးခဲ့တာပဲဖြစ်ပါတယ် Miss Cosmo 2024အလှမယ်နဲ့အတူရှင်ရဲရတဲ့အချိန်မှာတော့မြင်းမြမိုးရဲ့အလှကလုံးဝကိုမရော့နေခဲ့တာပါဒါအပြင်အင်ဒိုနီးရှားအလှမယ်ထပ်တောင်ပိုလာသလိုဖြစ်နေခဲ့ပါတယ်ဒါကြောင့်မို့လဲ Miss Cosmo 2024တရဖူကိုရရှိခဲ့တဲ့အင်ဒိုနီးရှားအလှမယ်ကိုရိုင်းကမြင်းမြမိုးရဲ့အလှတရားနဲ့ပတ်သက်ပြီးချီးကျူးထားခဲ့တာပါ လေစိတ်မှာမြင့်မြတ်မိုးကိုတွေ့လိုက်ခဲကသူ့အနေနဲ့ရန်ကုန်အန်အသင့်နေခဲ့ပါတယ်မြင့်မြတ်မိုးနဲ့တခါမှမတွေ့ရသေးပဲလေစိတ်ဝင်လာတဲ့အချိန်မှာခဲကအားလုံးထဲမှာမြင့်မြတ်မိုးတယောက်ထဲကထင်းထွက်နေတာဆိုပြီးချီချူးထားခဲ့ပါတယ်မြင့်မြတ်မိုးရဲ့မျက်နှာချနဲ့အော်ရာကြီးကအတော်ကိုလှတယ်ဆိုပြီးလည်းချီချူးထားခဲ့သေးတာပေါ့ဒါအပြင် Miss Cosmo 2024ရဲ့ပိုင်ရှင်ကိုရိုင်းကလည်းမြင့်မြတ်မိုးကသူတို့လိုချင်တဲ့ runway model ပုံစံမျိုးဆိုပြီးချီချူးထားခဲ့တာပဲဖြစ်ပါတယ်မြင့်မြတ်မိုးကိုပက်ကန်ရှင်နဲ့အလှမဲတို့ကတကယ်ကိုသဘောကျနေတာကြောင့်သူမအတွက်အထူးအခွင့်အရေးတည်လဲရရှိနိုင် ြပါမြန်မာပြည်သက်တွေကတော့တရဖို့ဆောင်ပြတဲ့ပွဲမှာမြင့်မြတ်မိုးကထင်ထားသလောက်မလှနေလို့ဆိုပြီးအမလို့အမရဖြစ်နေကြတာပါတကယ်တော့မြင့်မြတ်မိုးကပြိုင်ပွဲကြီးမှာလှဖို့အတွက်ဒီပွဲမှာ short ထားခဲ့ပါတယ်ဒီပွဲမှာအလှဆုံးပြင်ဆင်လိုက်မယ်ဆိုရင်တကယ်ပြိုင်ပွဲကြရင်အလှရော့သွားနိုင်တာကြောင့်ပါထွန်းလွင်ကလည်းမြင့်မြတ်မိုးကိုဒဲဆုငိန်တို့ကပံ့ပိုးပေးခဲ့တဲ့လို့အဆဆရံမှာပံ့ပိုးပေးသွားမှာပါခေါဝဆိုရင်လည်းအတော်ဆုံးခေါဝပညာရှင်နဲ့တင်ကြားခိုင်းသွားမှာပါ မြင့်မြတ်မိုးရဲ့ခန္ဓာကိုယ်အတွက်လည်းဘေးကနေနှစ်လောက်ခရက်ကဂျင်းဆော့ခိုင်းထားဖြစ်ပါတယ်။မြင့်မြတ်မိုးက East Kent ဆိုရင်လည်းကောင်းတယ်လို့ Public Speaking ကလည်းအတော်လေးကိုထူးချွန်တာပေါ့။ဒါကြောင့်မို့လဲလူအများကတော့မြင့်မြတ်မိုးက Miss Cosmo 2025မှာ Top ဝင်နိုင်လိမ့်မယ်လို့ယုံကြည်နေတာပေါ့။မြင့်မြတ်မိုးကကိုကိုကိုယုံကြည်မှုနဲ့အပြည့်အဝရှိသလုံးအရွယ်နဲ့မလိုက်အောင်လည်းရင်ချပါတယ်။ခန်းစားချက်ကိုလည်းကောင်းကောင်းကြီးထိနိုင်ကပေါင်းတဲ့ဆက်ဆံရေးကလည်းအတော်လေးကိုကောင်းမွန်တာပေါ့။ဒါကြောင့်မို့လဲမြင့်မြတ်မိုးကိုပရိသတ်တွေကပြန်ပွဲမပြိုင်ခင်ကတည်းကအားရကချီးကျူးနေကြရတာဖြစ်ပါတယ်။ Miss Cosmo 2024 Indonesia အလှမယ်နဲ့ရှင်းတဲ့အချိန်မှာတော့ပိုတောက်ပနေတာကြောင့်ချီချူးခံနေရတဲ့မြင့်မြတ်မှုအပေါ်ပရိသတ်တို့ရဲ့အမြင်ကိုလည်းခေါမတ်မှာပြပြခဲ့ပါအောင်ရှင်။ကြီးစုပေးခဲ့ကြတဲ့အတွက်တယောက်ချင်းစီတိုင်းကိုကျေးဇူးတင်ပါတယ်။နောက်ထပ်နောက်ထပ် Celebrity သတင်းများအတွက်ကျမတို့ရဲ့ Page ကို Like and Follow လုပ်ခဲ့ပြီး YouTube Channel ကို Like and Subscribe လေးလုပ်ပေးခဲ့ကြပါဦးနော်။နေ့ရက်တိုင်းအတွက်ပျော်ရွှင်ပါစေ။